လောကလူတွေကကိုမြင့်ချေကိုမမြင်ဘူးဆိုရလို့ကို့အပြစ်ကိုတော့မြုပ်ွယ်ထားကြပြီသူများအပြစ်ကိုတော့ဖောထုတ်နေတတ်ကြတယ်ပေါ့အဲ့ဒါမယွင်ရင်တည်းရပဲဒါကြောင့်မို့လို့ရသဗျာကို့အပြစ်ကိုသာကိုစဉ်းစားဆင်ခြင်မှာသူများအပြစ်တွေကိုတော့မချိပါနဲ့သူများအပြစ်တွေချိခြင်းအပြင်ကို့မှာမကောင်းတဲ့စိတ်တွေပဲတိုးပွားလာမှာဖြစ်တယ်အဲ့တော့သူများကိုအပြစ်တင်မှုလည်းမကြိုးစားနဲ့ ိုကိုသာဒီလုတ်တယ်မလုတ်ဘူးကိုကိုသာ အခြေအနေတရားကိုကိုကိုသာစဉ်းစားဆင်ခြင်သုံးသပ်ကြည့်ရမှာဖြစ်တယ်ဆိုရယ်သုံးသပ်ဆုံးမချက်ပဲဖြစ်တယ်ကိုအဲ့ဒါလေဆွေးဆွေးမြင်းမြင်းမှတ်ထားပြီးတော့သူများ အပြစ်ကို တွေးမိတာနဲ့နပရိသံဝီလောမဏိနပရိသံကတကတသူတော်ဘာမတော်မလျော်တဲ့အမှုကိစ္စတွေ သူတော်ဘာလုပ်တယ်မလုပ်ဘူးဆိုတာတွေကိုသွားပြီးတော့စိတ်ဝင်စားနေမချိနေသူများအပြစ်တွေကိုမမြင်နဲ့အတ္တနောဝအဝိခေယကတာနိအတ္တနိသာကိုယ့်ရဲ့အလုပ်ကိုသာကိုလုပ်မလုပ်ကိုဖြစ်မဖြစ်ကိုသာကိုယ့်ကိုသာအကျိုးအပြစ်စီစေရမယ်ကိုယ့်ကကိုယ်သာချီရှူရမယ်ဆိုရယ်ဒီမြတ်စွာဘုရားရဲ့သုံးသစ်ဆုံးမချက်တိုင်းနေလို့ရှိရင်သူများကိုအပြစ်တင်ညောင်းဖြစ်တဲ့အကုသိုလ်တွေကိုမှဖြစ်တော့လေ တချို့ကသူပြတော့အပြစ်တင်လိုက်လို့ရှိရင်ထိုအပြစ်တင်ခံရတဲ့ပုဂ္ဂိုလ်ကသူတော်ကောင်းဖြစ်နေလို့ရှိရင်ကိုချိုးနေသွားကိုအပြစ်ကိုမကြည့်လို့အပြစ်တင်ခံရတဲ့ပုဂ္ဂိုလ်ကတကယ်သူတော်ကောင်းကိုလည်းသူအပြစ်မှမိတတ်တယ်တခါတခါကျတော့ကိုမကြိုက်တာကိုကြည့်ပြီးတော့တော်ပြီးပြန်မတတ်တယ်အဲ့လိုပြန်မလိုက်တာနဲ့တပြိုင်တည်းကိုမှအပြစ်ကြီးတစ်ခုဖြစ်သွားတယ်ဒီနေ့ဩဃသေနသတိ စနီးမောင်နှံအလောင်းများဆိုကြည့်လိုက်လမ်းမှာတွေ့တဲ့ပြစ်စိကဗုဒ္ဓါကိုသူတို့ပါလာတဲ့စောင်းဝဲတော်ဖွဲ့တွေလှူလိုက်တယ်လမ်းကြုံလို့တွေ့တဲ့ထဲလှူလိုက်တယ်လှူပြီးတော့ဆူတောင်းတဲ့အရှင်ဘုရားသိတဲ့တရားမျိုးသိရပါလို့ဤဆိုပြစ်စိကဗုဒ္ဓါကြည့်လိုက်တော့သူတို့ဆူတောင်းပြည့်မယ်ဆိုတော့ပြစ်စိကဗုဒ္ဓါကဝမ်းသာအားပြုံးလိုက်တာပြုံးလိုက်တော့ အမျိုးသမီးကစာပြီးပါပြောတော့အေးဟိုကိုရောပြုံးနေတော့အမှုပညာသမားနဲ့တူတယ်အမှုပညာသမားတွေကလည်းပြုံးပြုံးလေးနေတတ်တဲ့ထမင်းသချင်းဆိုရင်ပြုံးနေကြတာဟုတ်တော့ဟုတ်လောက်တယ်နော်မပြုံးရင်လည်းပြုံးဆိုတာအခုခေတ်တော့အနောက်တိုင်းကဟာတွေလားဘယ်ဟာတွေတူခေါက်တဲ့မဲမဲရွယ်ရွယ်ကြီးတွေဆိုတာလည်းတွေ့နေရတာခါတယ်တချင်းဆိုတာကြည်မကောင်းရှိမကောင်းမဲရွယ်ပြီးတော့ခံစားရလားပါလားမသိပါဘူး ဟိုဗမာအငိမ့်နေပါလေကရင်တော့ပြုံပြုံနဲ့ကတာလေတွေ့ဘူးပါလေအခုအနောက်တိုင်းသချင်းနေဆိုလို့ရှိရင်မျက်နှာကရှုံပွားပြီးတော့ခါတယ်စိတ်ခံစားချက်မှုပေါ်အောင်ဆိုရတာလားမသိဘူးဘာတွေဆိုရတော့မသိဘူးနားလည်းမလဲဘူးသို့တော့မျက်နှာအမူအရာကြည့်ရင်တော့ပြုံးတာမဟုတ်ဘူးသိချာနေတယ်ရှုံမဲ့ပြီးတော့ခါတယ်ကိုဆိုတာတော့တွေ့ရတယ်နော် เอไอ้หลูดีกูรอก็ปิ้งเนดอတချင်းတယ်နဲ့တူတယ်ခုခေတ်တော့တချင်းတယ်လို့မခေါ်ဘူးဆိုတော့ဟုတ်ဆိုတော့နဲ့တူတယ်လို့ပြောတယ်ယောက်ျားလှုပ်တဲ့သူကလည်းအေးဟုတ်မှာပေါ့ကွာလို့ပြောတယ်အဲ့ဒီလိုပြစ်စကားဘုရားမထေမြတ်ကိုသွားပြီးတော့မနိုင်ရမယ့်ဟာသွားနိုင်လိုက်တဲ့အခါမှာဒီဩဂတိနာဇနီးမောင်နာဟာဩဂတိနာကတထေသာဖြစ်တော့လေ သူဇနီးကဒီကားချိတ်တဲ့အမျိုးသမီးသွားဖြစ်တယ်။အဲ့တော့ကားချိ်မျုးသမီးကတွေးပီးတသာလည်ကားချိ်မှောက်လိုက်သွားတယ်အမျုးဖြစ်သွာထောက်ခံလိုက်တော့ထောက်ခံလိုက်တာနဲ့ပါသွားတယ်တထေသာတထေအိမ်ကိုမနေရဘဲနဲ့ကားချိတ်တဲ့ဘုရားရောက်သွားအဲ့ဒါသူတို့ဆက်လက်မှာအဲ့လိုရှိတယ်အဲ့တော့သူများအပြစ်ကိုသွားချိန်လိုက်တာသူများဟာကိုသွားချိန်ပြီးတော့ကဲစကားပြောလိုက်လို့ရှိရင် ဒီလိုတွေဖြစ်တတ်တယ်ဆိုတာ ਨੇ တတိထားစရာပေါ့နော်အေးအဲ့ဒါ ਨੇ ပတ်သက်ပြီးတော့မြတ်စွာဘုရားအခုဒီမှာနပရိသံဝီလောမတိသူတော်ဘာတွေရဲ့မတော်မလျော်တဲ့ကိစ္စတွေကိုချိမနေနဲ့နပရိသံကတကတသူတော်ဘာတွေလှုပ်တာမလှုပ်တာမချိနဲ့ဆိုလိုတာကတချို့ကတရားထုတ်တယ်ငါတို့ကတော့ဥပုံနေလဲဥပုံဆောင်တယ် တို့ရထရားတွေတော့စောက်မအောင်ဒီလိုအပြောပေါ့နော်သူများမစောက်နာတော့ပြောငါတို့စခန်းဝင်တဲ့ဗရဏိရှိတို့ရထရားစခန်းဝင်တဲ့လူတယောက်မှမရှိဘူးအဲ့ဒါလို့သူများကိုသွားမကြည့်လိမ့်နဲ့လို့သူတို့ဆိုလိုတယ်ပေါ့အတနောဝအဝိခေယကတဏိအကတဏိစာကိုလုထာဝဲကိုကြည့်ပြီးတော့ကိုကိုပဲဆန်းစစ်ပါလို့တရားဆွမ်းများဟောတာနော်အဲ့ဒါဘာနဲ့ပတ်သက်ပြီးဟောတာတော့ဆိုတော့